။ဒီဗီဒီယိုတွေမှာတော့ One Piece နဲ့ Divos Layer မှာဘာဖြစ်လို့လူတောင်းမဖြစ်တယ်လဲဆိုတာကိုပြောပြပေးပြီးသွားတာဖြစ်တဲ့အတွက်ဒီနေ့မှာတော့ Naruto Universe မှာဘာလို့လူတောင်းမဖြစ်တယ်လဲဆိုတာကိုထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ So let's begin နောက်တကားကြည့်ဦးတဲ့လူတိုင်းကတော့အရမိုက်တဲ့ဂျူဆုတွေ၊ချာဂရန်နီချာတွေနဲ့စောသားကနေပြည့်နေတဲ့ဒီရှီနိုဘီဝေါ်ကြီးတွေကိုခါလာတော့ရောက်ဖို့ပြီးရှယ်ကျန်းနေရမှာပါ။နေရာမတွေကလည်းချောရလေ။ဟွန်း။ဒါပေမဲ့ဝေဟွာလာတွေကချာဂရန်နီချာအနည်းဆုံးတစ်မျိုးသုံးနိုင်ပြီးတော့ တခြားလေ့ကျင့်တာနဲ့ရှင်လိုဘီယံလို့ဖြစ်လာပြီးရှယ်ကျန်းလို့ရတဲ့ဒီလောကကြီးမှာဘာဖြစ်လို့လူသွားမဖြစ်တဲ့လဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြောလို့ရတဲ့အကြောင်းရင်းတွေကအများကြီးရှိနေပါတယ်။နံပါတ်၁ကတော့အဆုံးမသတ်နိုင်တဲ့စပွဲတွေအကြောင်းလို့ပဲပြောချင်ပါတယ်။တကယ်တော့ fantasy ဖြစ်ပြီးအားကြောက်ဖို့ကောင်းတဲ့ရှင်လိုဘီ culture ရင်းနဲ့ယူဆတွေကိုဖယ်ကြည့်လိုက်ရင်နောက်တော့ universe ဆိုတာကြီးကအဆုံးမသတ်နိုင်တဲ့စနစ်ပြင်းတစ်ခုပဲဖြစ်နေတာပါ။ Okay စပွဲလို့ပြောလိုက်တဲ့အနေနဲ့နောက်မှကပ်ပါလာတာဒီရဲဝင်မရှိတဲ့အနေထားရုံလေးသေခြင်းတရားဆွလွနှင်းလာခံလို့ ဆက်ဆံဖောက်မှုနဲ့အဆုံးသတ်နိုင်တဲ့ trauma တွေပါပဲဒီအရာတွေကရှင်နိုဘီတယောက်အနေနဲ့ကျင်းပေပေါ်ကြောင်ရမှာဖြစ်ပြီးတော့ညီကိုတို့ဟာလောကကြီးကိုကြောင်းလဲဖို့ကြိုးစားနေရင်းကလောကကြီးကကြောင်းလဲပေးတာကိုခံရပြီးနာကျင်နေတဲ့နေကြာကြီးဖြစ်သွားနိုင်ပါတယ်ရှင်နိုဘီယွာကြီးတွေရဲ့လို့ဖြစ်မလာနေတဲ့ကလူနေစုတွေကတစ်ဖက်နဲ့တစ်ဖက်အကြောင်းရင်းမရှိကြောင်းရှာပြီးတော့တိုက်ခိုက်နေကြတာပေါ့အချင်းချင်းနှိမ့်ရလို့ခြားတယ်နှိမ့်လို့ရလဲခြားတယ်ပြင်းလို့ခြားတယ်မင်းဆောင်က၅ဆောင်ကိုပူမိုက်နေလို့ခြားတယ်အလကားနေအကြောင်းရှိကြောင်းရှာပြီးတော့ခြားနေကြတာပါ ဒီလိုမျိုးနဲ့သူစစ်ပွဲတွေအဆမပြေဖြစ်နေတဲ့လောကကြီးမှာလူလာဖြစ်ရတာကနည်းတဲ့ကံကောင်းတွေမျိုးတော့မဟုတ်ပါဘူးအဲဒီကနေ LGBT ကော်ပိုရေးションရဲ့ကြိုးပမ်းမှုကြောင့်တစားစီကိုရတဲ့မျိုးနဲ့စုတွေကနေစီလုံးသွားကြပြီးနေရရွာကြီးတွေဖြစ်သွားတဲ့အခါမှာရင်းကျန်းသွားကြလာဆိုရင်တော့မငြင်းရမအောင်အဲဒီရွာတွေအချင်းချင်းထပ်ပြီးတော့ကျုံးကြလာပါ ဆိုတော့ဒီလိုစစ်ပွဲတွေအဆင်မပြေဖြစ်နေတဲ့လောကကြီးမှာမွေးဖွားလာရင်တော့ညီကိုတို့ကငြိမ်းချမ်းတဲ့ဘွားတစ်ခုကိုဘလို့မှရနိုင်မှာမဟုတ်ပါဘူး။ဒါပေမဲ့စစ်ပွဲတွေဖြစ်နေလေဘာဖြစ်လဲကွာ။ chakra နဲ့ chakra ရှိနေတာပဲ။ကျုပ်စုတင်ပြီးကြုံးမယ်ဆိုရင်တော့နေတာပါလေ။ကျွန်တော်တို့အတူတူရှေ့ကိုဆက်ကြတာပေါ့။ဆိုတော့ညီကိုတို့ကနောက်လို universe ထဲမှာရှိတဲ့ရွာကြီးငါးရွာကြီးကတရားမှာဝေးခဲ့တယ်ဆိုပါတော့။အဲ့ဒီနေရာမှာကိုလိုဟာဆူနာနဲ့ကိုမိုမှာမဝေးခဲ့ပဲ။ကီရီမှာဝေးခဲ့ရင်တော့ rip ပါ။ဒီရတဲ့အဲ့ဒီရွာတွေက human control ကြီးကတော်တော်ကြီးကိုရက်ဆက်ဆုပ်ပဲပါလေ။ခီရီရွာဆိုရင်လည်း ဂင်းနေအိမ်စန်းနဲ့ချူနေအိမ်စန်းတို့အဆင့်တွေမှာတည်ရဲကျောင်းသားတွေကိုအချင်းချင်းတက်ခိုင်းတာပါရည်ရွယ်ချက်ကမရှင်အောင်မြင်မှုအတွက်အငငချင်းကိုလည်းလိုအပ်ရင်စတေးရရမယ်ဆိုတဲ့စိတ်ဓာတ်ကြီးကို brain wash လုပ်ပေးပြီးရှားသွင်းထားတာပေါ့ညီကိုတို့ကအတန်းထဲက crash လေးနဲ့ဆမ်မိုးမှာဘိုင်ဝမ်ချဖို့ဖြစ်လာတဲ့အခါမှာတော့တိုင်းကြီးပါပါပြီရှုံးခဲ့ရင်လည်းရှင်းသွားမှာဖြစ်ပြီးတော့နိုင်ခဲ့ရင်လည်းတစ်သက်လုံး trauma ကြီးနဲ့နေနေရတော့မှာပါငေါ့ဆိုတယ်ပဲဒီစနစ်က ကျွန်တော်မမမေမီဇူကာကဲအဖြစ်တောင်းယူတဲ့အချိန်မှာရက်တန်သွားပါတယ်ဆိုတော့ဒီလိုရွာလေးမှာသာလူလာဖြစ်ခဲ့ရင်ညီကိုရဲ့ဘွားကတွေ့ရစရာပါပဲဂျူဆူလိုင်းရီနဲ့တက်ဖြုံမယ်ဆိုတာကိုခဏထားအသက်ဆက်ချောင်းနေပြီးတဲ့အထိနေရဖို့တော့မလဲကြိုးစားနေရပါဒါပေမဲ့ညီကိုရောကံကောင်းပါတယ်ကိုနော်ဟာမှာပဲမွေးခဲ့တယ်ပဲထားပါတော့ကျောင်းတော်မင်းနိုင်ရီတွေကစုံမရှိတဲ့ဘေးရီတွေတည်ဆောင်ထားခဲ့တဲ့ Ninja Academy ဆိုတာကြီးကိုတက်ရောက်ရပါတယ်ကျောင်းသားဘွားကတော့အေးစေးပါပဲ A light စာလိုက်တင်ထူးလိုက်နေပေါ့ဆံဝဲတွေကလည်းတိတ်တော့ရှော့မရှိပါဘူးခိုးချတိုင်းအောင်ပါတယ်ညီကတော့ဖင်ကောင်းစတာပါပဲ ပြောရင်ကိုရောဟာဆူနာနဲ့ကိုမိုမှာတော့ဂဲလင်ဘွားကအေးစေးပါပဲ။ကြောင်းလေးဖမ်းလိုက်ဆရာနဲ့လေ့ကျင့်လိုက်ပေါ့။အဲဒီကနေချူနေအိမ်ဆန်းကြီးကိုအောင်းသွားပြီဆိုရင်တော့တကယ်အနေအများနဲ့မရှင်းနေကိုကိုရန်တာဝန်ယူဖြေရှင်းရတော့မှာပါ။အဲဒီနေထားမှညီကိုအနေနဲ့လေယူစုတွေကိုအထိုင်လျောက်ထိတုံးနေနေဆိုရင်တော့မှတကောမှားရတယ်ခံရမှာပါ။ဘာလို့ဆိုညီကိုတို့ကရှင်နိုဘီဖြစ်သလိုတစ်ဖက်ရလူတွေကလည်းရှင်နိုဘီပါပဲ။ရှင်နိုဘီဆိုတဲ့သဘောတရားအရ face to face ချရတာကမမြင်ရတဲ့နေရာကနေချောင်းပြီးတကွက်ထဲနဲ့အပီးကန်ရတာကိုပို့ပြီးတော့အားသာရပါလေ။ ဒီကခြံပူလေးလို့အားနေဖိုင်ဝမ်းဖိုင်ဝမ်းနဲ့အော်နေကြမှာမဟုတ်ပါဘူးညီကတော့မရှိရှိရဲ့နေရာကိုသွားနေရင်တိတ်ပြတပင်ရတဲ့တပင်ကိုခေါကူးနေရှင်ဘယ်မှမသိတဲ့ကုလားလေးစင်းကပြန်လာပြီးညီကရဲ့အုံတော်ထဲကိုစွတ်ခနဲ့ဝင်သွားတာမျိုးကအချိန်မီဖြစ်နေပါတယ်တစ်ခါမှလည်းအဲဒီလိုထိလဲရှာလဲဖြစ်နေတဲ့ဂျွာကြီးလူရကြကတင်းမမှုတွေနဲ့ပဋိပက္ခတွေကြောင့်စပွဲဆိုတာကြီးကအချိန်မီကိုဖြစ်လာနေတာဖြစ်ပြီးတော့ညီကတော့ရှင်းလုံးပြီးလမ်းစုံကိုရွေးထားရင်တော့ဘောကမှနေရာစပွဲကြီးတွေကိုအနည်းဆုံးတစ်ချိန်တော့ကျောင်းရပါလိမ့်မယ်ဆိုတော့ညီကတော့ဟာ အေးချမ်းစွာမရှင်လုပ်နေရင်ကနေစစ်ပွဲစတင်ခဲ့ပါပြီ။ကိုကချူနင်းဒါမှမဟုတ်ဂျွန်နီရမှာရှိနေတာဖြစ်တဲ့အတွက်စစ်ပွဲတဲ့ကိုကျိန်းလေထွက်ရတော့မှာပါ။အဲ့ဒီအချိန်ကာလမှာလောရတဲ့မရှင်တွေဒီပုံမှန်မရှင်တွေထက်တော့အများကြီးကိုပို့ပြီးတော့ခက်ခဲကြတတ်မှာဖြစ်ပါတယ်။ရှင်နန်းတို့နေရာမှာတိုက်ပွဲဝင်နေရတာမျိုးဖြစ်လို့မြင်းဆရာမရှိတဲ့အနေထားရုံကိုအငဲမြင်းနေရမှာဖြစ်ပြီးတော့ကိုကိုတိုင်းကလည်းဒါတွေဖြစ်နေရခြင်းရဲ့ပြေခံနေတွေကတယောက်ဖြစ်နေမှာပါ။ပြောရရင်ရွာမရရဲ့ခေါင်းဆောင်ဆိုတဲ့ဘဲတွေကလူလေတွေကြီးပါ။တိုက်ပွဲဖြစ်တဲ့အခါမှာသူတို့နေမိတယ် လုံးဝအဖြစ်မခံပါဘူးအဲ့ဒီအစရွာကြီးတွေချားမှရှိရဲ့အာမဲတို့ရွာငယ်လေးတွေမှာပဲတိုက်ကြတာဖြစ်ပါတယ်ကျိုးစက်နေနေရတော့အဲ့ဒီရွာလေးတွေကစပွဲရဲ့တစ်စက္ကန့်ဖြစ်ပြီးတော့ငတ်မခေါမချင်းတွေမိလေခွဲဖာတခွဲတွေဖြစ်ပြီးတော့လူတွေဟာဘဝတွေပြက်လာကြတာပါအဲ့ဒီအတွက်အတက်ကိုရှည်တန်းတင်လို့နဲ့ခေါင်းဆောင်တွေကိုအဖြစ်တင်ရမှာဖြစ်ပေမဲ့လက်မှာသွေးထဲရဲ့စွန့်ထင်းသွားတာကတော့ညီကိုတို့ပဲဖြစ်ပါတယ်ပြောရရင်စပွဲကိုနိုင်ပြီးဖြစ်စေရှုံးပြီးဖြစ်စေအိမ်ကိုပြန်လာတဲ့အခါမှာညီကိုတို့နဲ့အတူတူပါလာမှသည် trauma တွေပါ ဥမာအဖြစ်နာဂတိုရဲ့ဖြစ်ရပ်ကိုပဲကြည့်လိုက်ပါနာဂတိုရဲ့မိဘတွေကိုတတ်ခဲ့တာဒီကိုလိုဟာရဲ့ရှင်လူကြီးပဲဖြစ်ပါတယ်အင်းထဲမှာဘယ်သူမှမရှိဘူးထင်ပြီးတော့ရဲခါစုဖို့ဝင်လာတယ်နာဂတိုရဲ့အဖေကကြောင်းလန့်တခြားနဲ့သူသားနဲ့မိမကိုမတတ်ဖို့ကြေးပြီးတော့တောင်းပန်လာ ਉ ရန်သူလိုအမှန်မှားသွားပြီးတော့လက်လွန်သွားတယ်ဆိုတော့ဒီလိုသိငယ်တဲ့နားနဲ့မှုလွယ်မှားခြင်းလေးတစ်ခုကတော့ကလေးတစ်ယောက်ကိုဘူးပါမဲ့ဖြစ်သွားစေဖို့အတွက်လုံလောက်ပါတယ်တိုက်ပွဲတွေဖြစ်နေသမျှကာလပတ်လုံးမှာဒီလိုဖြစ်ရတဲ့ကမကြာခဏကိုဖြစ်နေမှာဖြစ်ပြီးတော့တိုက်ပွဲဆိုတာတွေကလည်းအဲမပြက်ကိုဖြစ်နေတာပါဆိုတော့ဟုတ်ပါတယ် ဒါဟာနောက်တော့ university ကြီးပါပဲညီကိုတို့ကတိုက်ပွဲထဲမှာရှောင်းသွားကြလို့ဆိုရင်တော့အဲ့ဒီကရလာ trauma တွေကိုအတလုံးထမ်းထားရမှာပါဒါပေမဲ့ trauma ကိစ္စကိုခဏထားပါဦးတိုက်ပွဲမှာရှင်အောင်နေမဲ့အကြောင်းအရင်ပြောရတာပေါ့ကိုကကဲကဲကဲမရှိပဲရေရိုချက်ဂရိုင်းနေရှာသမားဆိုရင်တော့တော်တော်လေးကိုရုံးကြရမှာပါချက်ဂရိုင်းနေရှာတွေကတစ်ခုတစ်ခုပြန်ပြီးတော့ကောင်းတန်နေရတာမို့လို့ကိုကတစ်မျိုးပဲသုံးနေရင်တော့တော်တော်လေးကိုတိုင်ပတ်ပါတယ်အနည်းငယ်နှစ်မျိုးတော့သုံးနေနေတဲ့အဖြစ် aspirin ဂျူစုတွေပါနိုင်ထားနိုင်မှာ OK မှာပါဒါပေမဲ့ညီကိုတို့ကကဲ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 တစ်ခုသုံးနေတယ်ပဲထားလိုက်ပါတော့အဲ့ဒါဆိုရင်တော့ ကျွန်တော်များများကိုရှင်းပြလို့ရပါပြီ။ဒါပေမဲ့ကိုထက်ကျန်တဲ့ကောင်းလဲတော့မတွေ့ပါစေနဲ့ပေါ့။ဥပမာဦးချေရကလန်ရလို့ကောင်းမျိုးတွေပါ။ကိုကဘလောက်ပဲကြမ်းကြမ်းရှောင်ရမ်းပြီးမျိုးလုံးလေးသွားကြည့်မိရတယ်ငါမှမဟုတ်ပါဘူး။တကယ်လို့အဲ့ကောင်ကသာမန်ဂျိုကိုရှာရင်းကပွင့်နေလို့ကတော့ညီကိုတို့အနေနဲ့တရဏကိုတင်ကျင်အောင်ရှားလိုက်မှာမဟုတ်ပါဘူး။ဂျင်းရှူရီနဲ့တွေ့ပြီဆိုရင်တော့ပိုဆိုးပါလေ။အဲ့ကောင်တွေကပါဝါဖက်နေတယ်ပါ။ညီကိုတို့ကအက်စရာဂျူဆု၅ကျင်လောက်သုံးပြီးချာဂရာရီကုန်နေတဲ့အချိန်ကိုကောင်နဲ့အေးဆေးပါပဲ။အဲ့ခါကျမှ မလုတ်ပါနဲ့မလုတ်ပါနဲ့ host down မလုတ်ပါနဲ့ဆိုပြီးတော့သွားလုံးနေလို့မရပါဘူးရှော့ပုံပါလိမ့်မယ်ဒါပေမဲ့တိုက်ပွဲပြီးရွာပြန်ရောက်တဲ့အခါမှာသူရဲကောင်းကြီးဖြစ်နေဖို့ကတော့ဒီလိုတိုက်ပွဲထဲမှာအကောင်းကြီးတစ်ကောင်ကိုချုပ်ပစ်ထားမှရပါလိမ့်မယ်ဆိုတော့အေရောအစားအကြီးပါတယ်ဒါပေမဲ့ညီကိုတို့ကသူရဲကောင်းကြီးတရားဖြစ်နေရောပြန်ရောက်လာပြီဆိုရင်တော့အပေါ်မှာပြောခဲ့တဲ့ trauma တွေကနေတော့ရှောင်လဲလို့မရနိုင်ပါဘူးကိုချင်းရဲ့တငယ်ချင်းတွေ comment section ရှိမှလည်းကြားဆုံးသွားတာမျိုးကိုချောင်ပြစ်မဲ့ကလေးကြီးမိတော်ွဲဖားတော်ွဲဖြစ်သွားရတာလေကိုရဲ့ဆုံးမချက်အမတွေကြောင့်လောက်ငယ်သားတွေစတင်ခံလိုက်ရတာ ဒါဟာကာကာရှိရဲ့အဖေစာကူမိုဟာတာကလေးတယောက်စူးစမ်းလို့ရတဲ့အကြောင်းရင်းတွေကတခုဖြစ်ပါတယ်။ဒါကြောင့်ဒီလိုစိတ်ထန်ရနေရလာမှာကိုပေါ်သေးသေးတော့မတွေးသင့်ပါဘူး။ကာကာရှိရဲ့လက်ကရင်းရဲ့သွေးတွေဟာဘယ်တော့မှမချောက်သလိုဒန်နဲ့မောင်လေးဖြစ်သူကိုဆုံးရှုံးလိုက်ရတယ်။ဆူနာဒဲရဲ့ယူကျုံးမရဖြစ်မှုတွေကလည်းရပ်တန့်တော့မှာမဟုတ်ပါဘူး။စာကူမိုလိုပါရမီရှင်တွေတောင်စူဖဲ့သွားတာကိုကြီးကြီးအဖြစ် နောက်တော့ဘလောက်ထိခက်ခဲကြမ်းတယ်လဲဆိုတာကိုတွေ့ရမှာပါတော်တော်ကြီးကိုစောင့်ကြိုးနေနိုင်မှာ OK မှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့စွမ်းအားတွေနဲ့သူတို့ရဲ့ကြံပေးဆက်ရခြင်းတွေပါဒီ University ရောက်လာရင်တော့အကုန်လုံးကကျန်းကျင်ရတာပါပဲစူဆန်တို့ကြီးတွေထုံးမယ်စာကဲမှုကြီးတွေဖွင့်မယ်လုံးဝ balance ကြီးလောက်ကြမယ်ပေါ့စာကဲမှုလို့အစွမ်းတွေနဲ့ aspirant ဂျူဆူတွေကတော့သွေးတွေချွေးတွေနဲ့ရှင်ပြီးကြိုးစားရင်ရနိုင်ပေမယ့်သူတို့စွမ်းအားတွေရဲ့နောက်ကွယ်မှာတော့ကြီးမားတဲ့ကြံပေးဆက်ရခြင်းတွေရှိတတ်ပါတယ် Wait a minute ဥပမာအားဖြင့်တော့လူတိုင်းသိကြတဲ့ shining ကနေပါပြောရရင်ဒီမဲ့လုံးတွေကလုံးဝ broken ability တွေပါပြိုင်မဲ့လှုပ်ရှားမှုကို slow motion နဲ့မြင်နေတာအစားလို့ကံကျစုတွေကနေဟိုးစူးစမ်းလို့ found နေအထိပေါ့ဘုံပေါ်ပြောရရင် insanity နဲ့တည်ခြင်းတရားကိုတော့တပည့်ရလို့ရပါဒါပေမဲ့ဒီဆွမ်းအားတွေကိုရဖို့အတွက်ပြန်ပြီးဆက်ရတာကကိုချီးရတဲ့လူတွေရဲ့အသက်တွေပါတကယ်တော့ဆွမ်းဆိုတဲ့အထိပ္ပာယ်ကချီးရတဲ့သူတွေကိုကာကွယ်ဖို့အတွက်မဟုတ်ဘူးလားကိုချီးရတဲ့သူတွေကို စတေးရမယ်ဆိုရင်ဒီဆွမ်းအားတွေကဘာတွေပဲရှိတော့မှာလဲဒါမှမဟုတ် shining ကပုံပေါ်တော့ဖြန်လန်းနည်းလေးတွေတော့ရှိပါတယ်အဲ့ဒါတွေကတော့ anti-handling တွေပါ Oh my god! Wow! ဆိုတော့အားလုံးကြည့်ရတဲ့ Sharingan ဆိုတာ negative emotion တွေပေါ့ motivate ဖွင့်လာပေးဖြစ်တဲ့အတွက်ညီကိုတို့ကအရိယာဟန်တိုင်းနဲ့တွားကြည့်လိုက်တဲ့အခါမှာတော့ခံကောင်းပြီးဖွင့်သွားနိုင်ပါတယ်။အဲ့လိုရှင်နေမျိုးမှာတော့ဘာမှမသိရင်းနေကြမလို့ပဲနေ။တနေ့ပြီးတနေ့အရိယာကားတွေကြီးပဲရွေးချယ်ရင်းကြည့်ရတယ်။အချိန်ချင်းမှာမန်ဂယူကို Sharingan ထိအောင်ကျောင်းရောက်သွားမှာပါ။ဒါပေမဲ့အကယ်၍ညီကိုတို့ကနှာခဏစော်ပြစ်ခံရပြီးတော့အေဗာသဲထန်ကွဲနေတယ်၊ခြေကွဲလုံငယ်လေးကြီးဆိုရင်တော့အန်ဒီယာဟန်တိုင်းနေမလို့ပါဘူး။သူ့အတူပွင့်သွားပါလိမ့်မယ်။ နောက်နောက်တစ်ခုကတော့ဂျင်ချူရကီတွေပါဂျင်ချူရကီတယောက်ဖြစ်လာတဲ့အခါမှာညီကိုတို့ကလူတစ်ယောက်အဖြစ်နဲ့လုံးဝဆက်ဆံခံရမှာမဟုတ်တော့ပါဘူးတာမန်ပြည်သူတွေစီညီကိုတို့ကိုမကောင်းဆိုးဝါးလို့မြင်ကြမှာဖြစ်ပြီးတော့ရွာရဲ့လူကြီးတွေကတော့ညီကိုတို့ကိုလက်နက်တစ်ခုနဲ့လည်းပဲမြင်ကြမှာဖြစ်ပါတယ်သေချာတာကတော့လူတစ်ယောက်အဖြစ်လုံးဝတံမိုးထားခံရမှာမဟုတ်ပါဘူးတစ်ခါမှလည်းညီကိုတို့ရဲ့ခန္ဓာကိုယ်ထဲကိုအတင်းထည့်ခံလိုက်ရတဲ့ Davis တွေကညီကိုတို့ရဲ့ခန္ဓာကိုယ်ကြီးကိုအပိုင်သိမ်းဖို့အတွက် အများရန်ကြိုးစားနေကြမှာပါသူတို့ပြောသမျှကိုညီကိုတို့ကအကုန်ကြားနေရမှာဖြစ်ပြီးတော့ဒီကောင်းလေးရင်ထဲကပွင့်ထလာတဲ့အမိုးတရားတွေကိုလည်းညီကိုတို့ကအများရန်ခံစားနေရအပြင်လောကလူတွေလည်းညီကိုတို့ကိုကြောက်ရွံ့မုန်းလိနေကြမှာဖြစ်သလိုညီကိုတို့ရဲ့ခန္ဓာကိုယ်တွေကအမိကောင်းနေရလေညီကိုတို့ကိုမုန်းလိနေကြမှာပါပဲပြောရရင်ကျွန်တော်တို့စိတ်လိုက်ကြဖို့ကောင်းပါတယ်ဂျင်ဂျူကီဖြစ်ရတာဘယ်လောက်ဆိုးလဲသိချင်ရင်တော့ဘီးနဲ့နာတို့ရဲ့ငယ်ဘဝကိုကြည့်အောင်လည်းသိနိုင်ပါတယ်ဒီကောင်းလေးတော်တော်ဆောက်ကြောတင်းရလို့သာဒီနေရာထိရောက်လာတာပါပြောရရင်ကောင်းမလေးကထားသွားလို့ဆိုပြီးတော့၄၅လလောက်အသေးထိုင်ကွဲနေတယ် ျွန်တော်တို့လိုတလုံးသားညုနယ်လူတွေအတွက်ကတော့ဒါတကယ်ကြီးမားတဲ့စိန်ခေါ်မှုကြီးပါပဲနောက်ဆုံးတစ်ချက်ကတော့နောက်ကျိုးထူတဲ့ဓာတ်ချက်တွေကြောင့်ပဲဖြစ်ပါတယ်အလုံးသိကြရတဲ့အတိုင်းဣဒါချီယာရွာဟောကံကဘုအတွက်ကိုယ့်ရဲ့မျိုးနွယ်စုတစ်ခုလုံးကိုစနေပစ်ခဲ့ရတယ်တကယ်ကိုသူရဲ့ကောင်းဆန်တဲ့ရွေးချယ်မှုတစ်ခုပါဒါပေမဲ့အဲ့ဒီဖြစ်ရပ်ကိုပြန်ပြီးတော့တူးဆွကြည့်ရအောင်ဣဒါချင်းဒီလိုလောက်ရတာဒီဦးရှိယကလန်ကကိုနိုဟာကိုပုံကံဘုအတွက်ကြိုးစားခဲ့တယ်ပါအဲ့ဒါကိုဒန်ဆိုကသိခဲ့ပြီးတော့ဣဒါချီကိုဖိအားပေးခဲ့တာပေါ့အဲ့ဒီမှာမေကောတစ်ခုထွက်လာတယ်ဦးရှိယတွေကဘာကြောင့်ပုံကံညင်ရ ကျောင်းကဖိနေခံရလို့ပါဖိနေတာကဘာတူလဲတန်းဆိုပါပဲအဲ့လိုနဲ့ဦးချီရတွေကမခံနိုင်တဲ့အဆုံးပုံကံမှုလုပ်တဲ့အခါမှာဟီတာချီကိုဖိအားပေးခဲ့ပြီးတော့ကလန်တစ်ခုလုံးဝိုင်းအောင်ဖြစ်သွားတာပါပဲဒါဆိုဒီလိုလောက်ရဲ့ရွေးချက်ကဘာဖြစ်မလဲသူရဲ့အင်ဇာနာကီကျူစုကိုတိမ်မှန်များစွာသုံးနိုင်မှုအတွက်ရှာရင်းကနေအများကြီးလိုအပ်လို့ဖြစ်ပါတယ်ပြောရရင်ရွာရဲ့အန္တရာယ်လူကြီးတယောက်ကစွန့်အားတွေအတွက်ကိုယ့်ရဲ့ရွာထဲမှာရှိတဲ့ client တခုကိုချနိုင်ပြတာပါပဲကျွန်တော်ပြောခဲ့တဲ့နောက်ကျောထိုးတဲ့ဓာတ်ရိုက်ဆိုတာဒါမျိုးတွေကိုပြောတာပါဟီတာချီကကျန်းတယ် ါပေမဲ့ဒီလိုလူလက်ကနေသူ့ရဲ့မိသားစုကိုမကာကွယ်နိုင်ခဲ့ပါဘူးမိသားစုမပြောပါနဲ့ချစ်ဆုံးတကယ်ချင်းဖြစ်တဲ့ရှီဆူယီကိုတော့မကာကွယ်နိုင်ခဲ့ပါဘူးကိုနူဟာရဲ့တဲလန်ဖြစ်ဆုံးရှီနိုဘီဖြစ်နေပေမဲ့ဒန်ဇိုရဲ့စီစဉ်တဲ့မှာလက်နက်တစ်ခုဖြင့်အုံချက်ခံလိုက်ရတာပါပဲဆိုတော့ဒါနောက်တော့ universe ပကတိရှင်နေကြီးပါကျွန်တော်တို့စောင်းဝင်းကျန်းနေပါလေဆိုတော့အချက်တစ်ခုလေးနဲ့ပဲအရာရာကိုဖြစ်ရှင်းလို့မရနိုင်ပါဘူးပြီးတော့ဓာမျိုးကိစ္စတွေကလည်းစွာတိုင်းမှာဖြစ်နေတာပါဥပမာအဖြစ်ဒီဝါနဲ့ကီရီချာလျှို့ဝှက်စာချုပ်အတွက်တွားပြီးတော့ ်အပြန်မှာဟီဆာမေးကကိုယ့်ရဲ့ team တစ်ခုလုံးကိုနှုတ်ပစ်လိုက်တာမျိုးပေါ့ဒီလိုလုပ်ဖို့အမေပေးတာဒီလေကီရီယိုရဲ့ခေါင်းဆောင်နေပဲဖြစ်ပါတယ်ဆိုတော့ကိုအချင်းချင်းတော့ပဲချနေဖို့အတွက်ဝမ်းမလေးကြပါနောက်ဆုံးအနေနဲ့ကတော့မာရတာပါသူ့ရဲ့အိမ်မက်ကြီးအတွက်အခြေဆုံးတငယ်ချင်းကိုဆန့်ကျင်ခဲ့ပြီးတော့အရာအားလုံးကိုဆွတ်လွတ်ခဲ့တယ်မသေးခင်အထိနှစ်ပေါင်းများစွာအသေးစားစီစဉ်ခဲ့ပြီးမှတည်ပြီးတဲ့အခါအိုဗီဒိုအပ်ခဲ့ပြီးတော့နောက်တစ်ခေါက်ပြန်တန်သွင်းခံခဲ့တယ်ဒီစီစဉ်အတွက် ယာဟီကိုနာဂါတိုကိုနန်နဲ့အကာဆူကီတစ်ဖွဲ့လုံးကတားအောင်ဖြစ်ခဲ့ရဒါပေမဲ့သူအဲ့ဒီလိုတေးတယ်ပြန်ရှင်းတယ်ပြန်ကြိုးစားခဲ့တဲ့ Infinite Tsukinomi ကြီးကအဆုံးသတ်မှာ Blessed Su ရဲ့ Osuki ကောင်းတော်ပြခေါ်မဲ့အစီအစဉ်တွေကအစိမ့်တစ်ပိုင်းပဲဖြစ်ခဲ့ပါတယ်ပြောရရင် Hashirama Sen နဲ့တလောကလုံးကို play ရတဲ့ Madara ကဆုံးသတ်မှာဆက်စုရဲ့ရုပ်သေးရုံလေးဖြစ်နေတာပါဆိုတော့ Naruto Universe ကြီးကအဲ့လိုကြီးပါဆုံးသတ်နိုင်တဲ့စပွဲတွေ၊ဖျက်ပြမှုတွေနဲ့နောက်ကျောအထိုးမဲ့ဓာတ်တွေပဲပြည့်နေတဲ့လောကကြီးပေါ့ဒီလိုခက်တဲ့ကြမ်းတဲ့လောကကြီးကို ယုံကြည်မှုရဲ့အမှန်တရားရဲ့ငွေကြီးတွေကြာတန်ရုံးစီတွေနဲ့သူတို့တွန်းလှန်ပြုမိကြရမယ်ဆိုတာကနောက်တို့ကရဲ့အနှစ်သာရဖြစ်ပါတယ်။ဒါကြောင့်လဲနောက်တို့ကကျွန်တော်တို့တော့ထာဝရအကျယ်ဆုံးအနီမေတစ်ခုဖြစ်နေရတာ။ဒါပေမဲ့အဲ့ဒီလောကထဲမှာလူသွားဖြစ်ဖို့ကတော့ရောင်းလို့တော့မတွေးမိပါစေနဲ့မိတ်ဆွေ။၅ပါးတွေမှာ၁၀ပါးပါပေါက်သွားပါလိမ့်မယ်။ဗီဒီယိုလေးကဒီမှာပြပါပြီ။ဆုံးသေးကြည့်ပေးတဲ့အတွက်ဒီလိုအားလုံးကိုကျေးဇူးတင်ပါတယ်။